၄နှစ်ကပေါ့နော်၄၆နှစ်လောက်ကနှာခေါင်းပြည့်ပြည့်မူပြုလုပ်ထားတယ်ပေါ့နော်ထပ်ပေါ်မှာနှာခေါင်းပြင်ရတော့အရန်ကိုချိန်နေခဲ့ဦးတယ်ဘာလို့ဆိုထပ်ပုံရိုက်ရတာဝါသနာပါတယ်ထပ်နှာခေါင်းကပုံမှန်ထပ်စားလို့ရှင်နေတယ်ပေါ့နော်ဒီခလဲလေးဆိုနေတယ်အဲဒါဆိုလို့ရှင်ထပ်နှာခေါင်းယုံမြင့်မြင့်လေးတွေကပုံပြီးထပ်ပုံရိုက်ရလှတယ်အဲအဲဒါကြောင့်မလို့ထပ်နှာခေါင်းပြည့်ပြည့်မူကိုလောက်ထားတယ်သူများကတော့ဟိုခွဲလာတယ်ဒီခွဲလာတယ်ရိုးစုံထင်တာပေါ့နော်တကယ်ကြတော့ရှင်ထပ်ဘာမှ ဒူးတယ်ပြီးတော့လောက်ထားမရှိဘူးနောက်ချိုးဆိုလို့ရှိရင်နှက်ခမ်းပြင်ထားရလို့ထင်တယ်ငယ်ကြောင့်နှက်ခမ်းပြင်ထားမှာမဟုတ်တမျိုးလုံးတစောရေလုံးကနှက်ခမ်းအရန်ကြီးရဲ့ထားရငယ်ရနိုဘူးနဲ့နေရတာဆိုနှက်ခမ်းထော်တယ်အဲ့တော့နောက်အမေကပြောနိုဘူးတိုက်တာများလို့လည်းနှက်ခမ်းထော်တယ်ဆိုအိမ်မှာဆိုငယ်ကောင်ဆိုကိုထက်တော့နှက်ခမ်းကြီးလေးရဲ့အဲ့တော့သူများကထင်တယ်အော်ဆေးယူထုတ်ထားတာပေါ့အဲ့လိုမျိုးထင်ကြအမှန်တကယ်တော့ original ပေါ့နော်အဓိကနောက်ပိုင်းမှာဆိုလို့ရှိရင်အခု30ဝန်းကျင်ပေါ့နော်ပြီး32နှစ်ပေါ့ပြီးခဲ့နှစ်တည်းကအထက်ရင်သာပြ biểu diễn nghệ sẽ được con thấy cái bạn học cả dạng siêu mà biểu diễn nghệ အန်ထက်နေတတူကအညာခန့်နေတဲ့ဒိုင်လို့ဖြစ်တယ်အဲ့လောက်ကတော့အာစောက်တွေဖတ်တယ်ပေါ့နော်ကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ fashion တွေအာစပင်းတွေပတ်သက်တဲ့စောက်တွေကိုဖတ်ဖြစ်လေးရှိရဲအဲအဲ့အားကြီးဖိုင်းနေလေးလိုက်နဲ့တတိတာအချိန်ကိုကုန်စေရပေါ့ပြီးလို့ရှိရင်လည်းထက်ဘဝမှာအများနဲ့အာဖြစ်စေတဲ့စောက်တွေရှိရဲအဲ့ဒါတော့ဒီလိုပေါ့ဘာသာပြန်စောက်ကလေးစိတ်သက်ခွန်အပြည့်ရစောက်မျိုးလေးပေါ့ဒါပေါ့မှာအဲ့လိုစောက်ကလေးကအရင်အရေးကြီးရဲ့နောက်ဆိုကိုစိတ်သက်အာ တက်ကြွနေတဲ့အချိန်ပဲဖြစ်ဖြစ်အကြဆုံးနေတဲ့အချိန်ပဲဖြစ်ဖြစ်ဒီလိုစပေးရပဲအဓိကကိုအားပေးနိုင်တာကိုထူထောင်ပြန်လဲထူထောင်နေရအတွေးတွေကိုပို့ပြီးတော့ဆန်းသစ်စီရပါတော့เนาะအဲ့အတွက်ကြောင့်ဒီလိုစာကလေးကိုလည်းထပ်မြန်ဖတ်ဖြစ်တယ် life မှာရွေးချယ်ခဲ့ပြီးရှင်မျိုးတယောက်ဘွားကိုရွေးချယ်ခဲ့ပြီးပါเนาะရွေးချယ်ခဲ့တဲ့အချိန်မှာလူသားတယောက်ဖြစ်တဲ့အတွက်ချစ်ချင်းမြတ်တာလိုချင်ချင်ရပဲ ချိန်တန်အိမ်အောင်ပြုချင်တာမျိုးအချိန်တန်သမီးစားထားမျိုးတော့လူတိုင်းမှာလိုချင်ကြရလေဒါတို့ဝါကြတော့နည်းနည်းတော့ခဲရင်တယ်ဘာလို့ဆိုတော့ပုံမှန်မဟုတ်တဲ့လူသားတယောက်ဖြစ်တယ်ယောက်ျားမတယောက်ဘွားကိုခံယူထားဘွားရရှိထားရဆိုပေမဲ့မိန်းမသားဘွားကိုခံယူထားတယ်မိန်းမသားဘွားကိုပြောင်းလဲရက်တည်တဲ့အခါမျိုးမှာမျိုးသားရဲ့သဘောကျခြင်းကိုခံရတဲ့အခါမျိုးရှိတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ် ခံစားချက်စိတ်အလိုလိုက်ပြီးတော့ဒါတွေကိုတာယာပြောင်းဝင်နေလို့လည်းမရအောင်ဘောက်ဆိုပတ်ဝန်းကျင်အတိုင်းအဝန်းမှာရက်တီရှင်တန်းရတဲ့အခါခဲတွေကိုပုံမှန်ထက်နည်းနည်းလေးလှုပ်တာနဲ့အပြင်းမြင်တတ်တဲ့ဘဝမှာရရှိထားတဲ့အခါကျတော့ဟိုပို့ပြီးတော့တိတ်ခါရောအင်ဒရီရောထိန်သိမ်းရတယ်။ကိုပုံမှန်ရည်စားလေးမသိအောင်ထားရဆိုရင်ကပတ်ဝန်းကျင်အတိုင်းအဝန်းကပြောဆိုမုန်းဝါရမျိုးဖြစ်စေရဲ့တကယ်လို့ကိုချစ်ခင်နှစ်သက်တဲ့လူပေါ်မှာသူရဲ့ဆိုးဝါးစွာအမြင်တွေကိုမြင်စေရဲ့ဟိုမှာပြဒါ ်ဘောတော့ကိုကိုအာကိုရှယ်ချူစားခြင်းလို့ကတ်စားခြင်းလို့တို့ထင်ကောင်းထင်နေရတယ်။အဲ့လိုမဟုတ်တဲ့ယောက်ျားရဲ့အများကြီးရှိရဲ့ဒီလို gay life အာပုံမှန်သဘာဝမဟုတ်တဲ့ life တခုမှအရင်တည်ရှင်တဲ့ကျွန်တော်ကိုစိုးရရထင်နေပျော်မွေ့နေတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။မဟုတ်ပါဘူး။ရရှိလာတဲ့ဘဝကို အကောင်းဆုံးပျော်ရွှင်အောင်ရက်တီရှင်သန်ဖြတ်သန်းနေရပါတကယ်တော့လုံးဝမပျော်ရွှင်ပါဘူးဘယ်သူကပျော်ရွှင်ခြင်းမလဲပုံမှန်အဖြစ်ကိုလဲလူသားပဲလေလူသားပေါ်မှာတဆင့်နှိမ်ပြီးတော့ဆက်ဆံခံရတဲ့ဘဝကြီးကိုဘယ်သူမှလိုချင်ပဲလို့မထင်ပါဘူးအဲ့ဒါကြောင့်အရင်ပျော်ရွှင်တဲ့ life ကြီးကိုရထားရလို့တော့မထင်ပါနဲ့အကောင်းဆုံးဖြစ် ဒီရှင်တန်နေတာပဲရှိပါတယ်။နောက်ပြီးတော့အချစ်ဆိုလည်းဒီလိုပါပဲ။ကိုဟာလွတ်လပ်စွာချစ်ပိုင်ခွင့်လည်းမရှိသူလွတ်လပ်စွာပေးဆပ်ပိုင်ခွင့်လည်းမရှိပါဘူး။အဲ့ဒါကြောင့်အရန်ကိုဘောင်ကျင်းတဲ့ဘဝကြီးမှာနေရတဲ့အတွက်ကြောင့်ပျော်ရွှင်မှုဆိုတော့နည်းပါတယ်။ဒါမှမဟုတ်စူးစမ်းပြီးရယူနေတဲ့အာကိုကိုချစ်ခင်မြတ်လို့လို့လာပြီးတော့ပြောတဲ့သူမျိုးတွေအားလုံးလည်းအရန်ကျေးဇူးတင်တဲ့ဘောင်ဆိုကိုကိုနားလဲပေးနိုင်တယ်၊စာနာပေးနိုင်တယ်၊ကိုကိုလက်ခံပေးနိုင်တယ်။အဲ့လိုလူတိုင်းကိုဘယ်လိုလူမျိုးပဲဖြစ်ရင်ဖြစ်နေထားတော့အရန်ကျေးဇူးတင် တွေရယ်သူတို့ပေါင်ချင်းတဲ့လောကကြီးမှာလူတယောက်ကိုသူတို့ဟိုတိချင်းတိစေတော့တိတိအောင်တမျိုးမတိအောင်တမျိုးပေါ့နော်လာအောင်ကမ်းလန်းချရဲအဲ့လိုမျိုးတွေပေါ့ကလည်းအရန်ကိုကျေးဇူးတင်နေပျော်ရွှင်မိရဲ့ဒါပေမဲ့ဘဝမဖြစ်နိုင်တာကြီးများတဲ့ခါကျတော့အမြဲတမ်းဟိုဘလို့မှ တုတ်ပြန်လည်းမရှိဘူးစိတ်စိတ်နေချင်းနဲ့ဒါဟိုကြိုက်တယ်လည်းပြန်ပြောကြိုက်ဘူးလည်းပြန်ပြောကိုယ့်ဟာကိုယ့်ကို life လေးကိုကိုယ့် AC တည်နေအောင်နေရတာပေါ့နော်။ဘာလို့ဆိုတော့ teacher ပို့ပြီးနေမှာတဲ့ဘွားကိုမလို့ချင်တော့ဘူး။နောက်အချစ်ကလည်းကိုယ်နဲ့မသက်ဆိုင်လို့ခံစားရတယ်။ဘာလို့ဆိုတော့အချိန်တန်ကိုယ်သဘောကျတဲ့ယောက်ျားများဆိုတာအချိန်တန်အိမ်အောင်ပြူကြတာပဲအချိန်တန်သားသမီးတွေမွေးချတာပဲ။ကိုယ်နဲ့ကဘလုံးမှဖြစ်နိုင်ဘူး။ကိုယ့်ပေါ်မှာချစ်ခင်တန်ရောစင်ရှိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်မယ်။သို့တော့ဘွားလက်တွဲပေါ်နေဖြင့်အဲ ရှင်တန်လို့လည်းမရဘူးလေသွားလို့လည်းမရအောင်အဲ့အတွက်ကြောင့်အချိန်တန်လို့ရှင်ကိုရှေကနေပြီးတော့ထွက်သွားကြမဲ့သူတွေကြီးပဲဆိုတာတည်နေတဲ့အခါကျတော့ဒီ life ကိုဟိုဒီအချက်ပေါ်မှာမပြောပါဘူးအဲ့အတွက်ကြောင့်ဘာပဲလုပ်လဲဆိုတော့မိဖမောင်မှာညီကိုမောင်မှာနဲ့တကယ်ချင်းမိတ်ဆွေအပေါင်းတည်နေတဲ့အချက်ကိုပဲအဓိကမျှော်လင့်နေတယ် thirsty. Yeah. And... ဂိမ်းတွေဖြစ်တည်ရတည်ရအခါမျိုးမှာဘောင်ကျင်းတယ်ပေါ့နော်နိုင်ငံတကာမှာဆိုလွတ်လပ်ခွင့်တွေများစွာရလာတဲ့ဆိုတော့ဘဝကြီးကတော့ အာသူရဲ့ဟိုသူတို့အမြန်ဘာမှလူမျိုးတွေအမြန်ခိုင်ဆဲထားတယ်မျိုးဖလာရင်ချေးမှုတွေထုံးလန့်စင်တာတွေချာမှအမြန်သူတို့ကဒီဟာကိုခြိုက်သွင်းထားတဲ့အခါမျိုးကြတော့ဒါမျိုးလက်မခံနိုင်ဘူးပေါ့နော်တကယ်တော့ကျတော့ game ဆိုတာဖះရှင်လက်ထက်ထက်ကပေါ်ပေါက်ခဲ့ဘူးပြီးသားပေါ့နော်အခုခေဒီလဲရှိနေတော့မယ်ဒါဟိုးရင်เนี่ยရှိခဲ့ဘူးလားအဲဒါကြောင့်မို့ပြင်းထန်ချက်တွေအများကြီးနဲ့ကန့်သက်မှုတွေလည်းအဲဥပမာပြင်သာသနာပေါင်းဝင်ရတာမျိုးကြီးကန့်သက်ချက်တွေဆိုတာဟိုးရင်เนี่ยရှိခဲ့ဘူးလားအဲဒါကို တိုင်းဆိုလို့ရှိရင်အခုကိုဂဲလို့ခံယူထားတဲ့အတွက်တခါ ဒါသာသာပေါင်ဝင်ရောဒါဖះမှာအာပြည့်ညက်ထားပြီးသားရှိရယ်လေဒါဟိုမေးရယ်လေဒါ game လာမေးရဲ့အခါမျိုးကြာရင်အဲဟုတ်လားမဟုတ်လားကိုကိုဝင်ခံရတယ်အဲ့ချိန်မှာလိန်ခဲ့တယ်ဆိုရဲထားပြီးဖះရဲ့ပြည့်ညက်ချက်တွေကိုဟိုကိုကလိန်နေတယ်ဟာမျိုးဖြစ်တယ်လို့ကိုကိုခံယူထားရပေါ့နော်သူများတော့မသိဘူးသူများခံယူချက်တော့စိတ်ဝင်စားပါဘူးဒါကိုခံယူချက်နဲ့ကိုဆိုတဲ့အခါကျတော့တော့မှရဟန်းမွေးခဲ့ဘူးဟိုဟိုသာသာပေါင်ဝင်ခဲ့ဟိုဒီရှင်ပြူရမျိုးရဖြစ်ခဲ့ဘူးရနောက်ပြီးတော့ ရှင်အခုခေတ်မှာဆိုလို့ရှင်တိတာအထင်မြင်ပြီးတော့ဟိုလူတိုင်းလက်ခံလာနိုင်တဲ့အတိုင်းအတာလေးရှိတဲ့အတွက်လည်းတို့အယံဝန်းတာခွင့်ရရပါတော့လွတ်လပ်စွာသွားလာလှူရှားတဲ့အခါမျိုးမှာအာနှိမ်နာတွေဟိုဥပမာပြင်ဟိုနှိမ်နာမျိုးတွေခွဲခြားဆက်ဆံတာမျိုးတွေခုနောက်ပိုင်းမှာတော်တော်ကြီးနည်းလာတဲ့အတွက်လည်းအယံဝန်းတာပါတယ်ဟိုပို့ပြီးတော့ဒီမိုကရေစီခေတ်မှာပို့ပြီးဟိုလူတွေကအတိအမြင် no ချလာတဲ့ပုံမှာမူတည်ပြီးတော့ဟို လူကိုလူသားလို့မြင်လာတဲ့အခါမျိုးမှာအရန်ကိုကောင်းပါတယ်ဒီထက်ပိုပြီးတော့အခွင့်အလမ်းနေတောင်းဆိုပါဆိုရင်တော့ဒါအများကြီးတောင်းဆိုပါဘူးလူကိုလူလို့မြင်ခွင့်ရရင်မြင်ပေးတယ်ဆက်ဆံပေးရင်ပဲခြေနဲ့လှပါပဲ